မင်္ဂလာပါဒီနေ့အတွက်ဗီဒီယိုလေးမလုပ်ရသေးဘူးဒီနေ့တော့ဗီဒီယိုမလုပ်ရဆိုရင်ပြန်လာပြီးတဲ့အဖျားတာဖျားတော့မဟုတ်ဘူးသွေးတိုးတာပေါ့စားကျင်တာနဲ့စားလာတာသွေးတိုးတယ်မနက်ကတခါအန်တယ်နေ့လျာတခါအန်တယ်ဆီအောင်ရောက်လာတယ်ဆီအောင်ကအမကြီးဘာမှဘာမှမနေရေမိုးချိုးလွက်လာလိမ့်နီးရေမိုးချိုးပြီးတော့အဲရေမိုးချိုးပြီးတော့ မတန်းဒီနေ့တခါမလုပ်ဖူးရလို့လည်းလို့ဖြစ်တယ်အဲမပြောတော့ပါဘူးဘာလဲလို့အဲဘာလဲလို့အမတရအမတရလေးပေါ့နော်ဒီနေ့ကမတရဟုတ်ပြီဒီနေ့ကဘာပြောမလဲဆိုတော့မြန်မာနိုင်ငံသွားတဲ့အတွေ့အကြုံလေး passport လုပ်တဲ့အတွေ့အကြုံလေးပြောပြချင်တာပါ passport ကအဲထိုင်းနိုင်ငံမှာဘယ်နိုင်ငံမှာမှ PVO မတိုးဘူးပေါ့နော် ဆိုတော့ PB မတိုးပေးဘူး BJ ပဲတိုးပေးတယ်ဆိုတော့မြန်မာနိုင်ငံပြန်ပြီးတော့ passport ပြန်လုပ်တာပါအဲတပတ်နေရခဲ့ပါတယ်အဲရခဲ့ပြီးတော့အဓိကကတော့ဗာလဲပြောပြချင်တာကကြတော့လေအဲ့လိုသွားလုပ်တဲ့အချိန်မှာအာကိုယ့်ရဲ့ record တွေကဘာဖြစ်လဲဆိုတော့စမကတ်ကြီးမှာအစမကတ်စစ်လိုက်တဲ့ခါကျ passport ရုံးကိုရောက်သွားတယ်အဲကိုပါကိုအဲ QR ကဒီနေ့တင်ရင်မနှက်ပြန်ရတယ် တင်ပြီးရတဲ့ခါကျတော့ passport ရုံးထဲလဲရောင်းရောအဲအမစစ်တဲ့နေရာမှာ smart card ကိုဆက်လိုက်တော့အမရေးတဲ့မရဘူးတဲ့အမကတဲ့တေဆုံးဖြစ်နေတယ်ဟာဟာဒီမှာရှင်လက်လက်ကြီးဘလို့တေတာလဲဆိုတော့အဲ့ဒါနဲ့ပဲအဲမြို့နယ်ကိုပြန်သွားရတာပေါ့နော်ပြန်သွားရတယ်အေးဆုပါပဲအဲ့မှာလဲဟမ်ဒီမှာရေးကူပါအောင်အမရဲ့ record အတေဆုံးဖြစ်နေရဲ့လို့ပြောလိုက်တဲ့ခါကျ smart card ကိုပြင်ပေးလိုက်တယ်အဲပြင်ပေးလိုက်တယ်ပေါ့နော်ချက်ချင်းပဲပြင်ပေးလိုက်တယ်ချက်ချင်းပဲပြီးလဲပြီးရော အာ passport ရုံပြန်သွားတယ်ပေါ့ passport ရုံပြန်သွားတော့လေအဆင်ပြေပါတယ်အဲ့ဒါလေးလေးပြီးရောတဘုံရိုက်ပြီးရော passport အဲ့တော့ဘယ်နှစ်ပဲရလာယူဆိုပြီးပြောလိုက်တာပေါ့နော်ဒါလေးပြောပြတာအာအဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာလူမျိုးတွေဒီရုံးနေနေရာတွေအဲ့လိုသွားမှအောင်ကြောက်တတ်တယ်မကြောက်ပါနဲ့အဲ့လိုမျိုးကိုယ့်ဘက်ကိုကိုယ့်ဘက်ကိုလောက်ပါဘယ်ပွဲစားမှမပါဘူးကိုယ့်ဘက်ကိုပဲလောက်တာဆိုတော့လေအဲ့လိုလေးလှုပ်ရှိခြင်းပါတယ်နောက်တစ်ခုပြောချင်တာဒါမျိုးပါပြန်လာတဲ့ခါပဲဖြစ်ဖြစ်သွားတဲ့ခါပဲဖြစ်ဖြစ်ဒီဂျိုးမျိုးတွေအိမ်မှာ um ပါဆက်အိတ်ဒီမှာမတုံးဖို့ပေါ့နော်သူတို့ကဒါ suspect အိတ်ဖြစ်ပါတယ်သူတို့ကဒီအိတ်ထဲမှာ စစ်ဆေးလို့ um တန်တရားရှိရဲ့ပစ္စည်းတွေပါတယ်လို့ယူရတဲ့အကြောင်းဒါမျိုးသုံးလို့မရဘူးပေါ့နော်ဟုတ်ကဲ့ပါသွားတဲ့ခါမှာ အာမင်္ဂလာ sky lounge ပေါ့နော် CIB လို့ခေါ်ရဲအဲ့ဒါလေးရကြတော့လေတီးတဲ့နေရာလေးတစ်ခုကသွားရတာပါအဲ့ဒါမျိုးလေးဟိုမှာ Google search မှာပဲပြပြရှာကြည့်လိုက်ပါမင်္ဂလာ sky lounge ဆိုတာလေးပေါ့တီးတဲ့ပေါ့လေးမထွက်ခင်ဒီစိတ်ကြိတ်စားပြီးတော့အေးစူးစီလေးသွားရတာပါဘယ်သူနဲ့မှလည်းစကားပြောစရာမလိုဘူးပေါ့နော်ဆိုတော့ဒါလေးကိုပျော်ပြတာကျေးဇူးပါအားလုံးဆင်ပြေကြပါစေ